โอเคဒီနေ့မှာတော့ကျွန်တော်ကစက်သားချင်းဆက်ဟင်းကျွန်တော်ရှက်ပြမယ်ဗျာโอเคလိုရှင်းမလဲတခြားလိုက်ကြည့်အောင်ပထမဦးစွာကျွန်တော်ဒီပမာချက်ကိုစာစနုံအရှုံးပုံနဲ့ရေးသီရှာပြောင်းစီးပြီးတော့ကျွန်တော်နေထားပါတယ်ပြီးရင်ကျွန်တော်လိုအပ်တဲ့ရှိထည့်ပြီးတော့စတင်တင်ပါမယ်ခင်ဗျာဒါဆိုရင်ကျွန်တော်တို့အခုစတင်ပြီးတော့မျိုးပေါ်မှာတင်လိုက်ပြီဖြစ်ပါတယ်လောင်စာအားကောင်းကောင်းနဲ့ဒါထင်မများနဲ့ကျွန်တော်ဒါနိုင်ဝတ်၄၅မိနစ်ခန့်ကျွန်တော်တင်ထားမှာ ဖြစ်ပါတယ်။အခုဒါကျွန်တော် session စတဲ့ကိုထည့်ဖို့အတွက်မြူစီကျသွန်နီကျသွန်ဖြူအဲဒီကိုအားလုံးပုံလို့ရောနောက်မြို့စတဲ့မှာထည့်ပြီးတော့ထောက်မှာဖြစ်ပါတယ်။အခုဒါကျွန်တော်စတင်ပြီးတော့ထောက်မှာဖြစ်ပါတယ်။ကျွန်တော်ထောင်းတယ်ထောင်းပြီး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 ကျွန်တော်မမြန်စံမဲထောင်းတယ်။ကျွန်တော်ဒီကောင်ဒီကောင်လေးကိုအားလုံးကြည်သွောင်းအောင်လို့ကျွန်တော်ညှက်သွောင်းလို့ကျွန်တော်ထောင်းတယ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 ်ထောင်းရင်ထောင်းရင်ကျွန်တော်တခုတော့သတိရတယ်ဗျာဟာအမနီအောင်ထောင်းရည် ာထက်မှဆက်အင်းထောင်းဒီကောင်နှမထောင်းနေအဲ့ဒါကြီးပထောင်းအခုကျွန်တော်ကြက်သားအိုးဟာစူလာပြီဆိုတော့ကျွန်တော်ဆွမ်းနောင်းဟာထောင်းခဲ့တဲ့ကြက်သွန်ဖြူကြက်သွန်နီကျွန်တော်မြုပ်သီးကိုကျွန်တော်အခုစုနေတဲ့အိုးထဲကိုဒါတွေကိုကျွန်တော်ထည့်မှဖြစ်ပါတယ် ကျွန်တော်အဲ့အရာကြီးထည့်လိုက်တယ်ထည့်ပြီးတော့ကျွန်တော်တမောင်တမှုလေးပါအဲ့ဒါပြီးရင်တော့သူ့ရဲ့အယောင်အစင်အနှံ့ရတာလုံးဝ farfus အယမ်းမိုက်တဲ့အရာတခုရောက်ရှိပြီဖြစ်ပါတယ် Oh my god wow အခုဒါတော့ကျွန်တော်ကိုယ်တိုင်ချက်တဲ့ Jackson စတဲ့ကိုထည့်ဖို့အတွက်ကျွန်တော်ရဲ့အိမ်တော်ဖွေးရရန်ကွက်လက်မှာပေါက်နေတဲ့ ရှောက်ရွက်တွေကိုကျွန်တော်ခုနဖြစ်ပါတယ်ဒီရှောက်ရွက်တွေအားဆိုရင်အင်မတန်မှထူးခြားပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာတွေ့ရခဲ့တဲ့ရှောက်ပြန်မျိုးစားဖြစ်ပါတယ်ကျွန်တော်ရှန်တရှန်တမအသင်တွေ့နိုင်တဲ့ရှောက်မျိုးစားလည်းဖြစ်ပါတယ်ကျွန်တော်အမေရိကန်နေပြီးတော့မှားထားတဲ့ရှောက်ဝတ်တွေဖြစ်ပါတယ်အခုခါမှာတော့ဟင်းကိုချက်ပြီးဖြစ်တဲ့အတွက်ကျွန်တော်ရှော့ဝက်ခက်လိုက်တဲ့အခါမှာ အလွန်အင်မတန်မှဆုတ်ပြတ်တဲ့ပြီးတော့စားကျင်စရာတကောမှမရှိတဲ့ဟင်းတစ်ခုကိုရရှိပြီးပဲဖြစ်ပါတယ်ခင်ဗျာ။